ားလုံးလည်းညီပါကျွန်တော်ကမစ္စတာဖရီတိုဖြစ်ပါတယ်ကျွန်မဒီနေ့ပြောပြပေးခြင်းနဲ့အကြောင်းအရာကတော့ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့စင်ချင်စရာအချက်များပဲဖြစ်ပါတယ်လို့အဲ့တော့နံပါတ်1အချက်လေးကညတော့အဖြစ် customer service စာဖုန်းသူတွေကကျမတို့ပေးလိုက်တဲ့ဝန်ဆောင်မှုပေါ်မှာမူတည်ပြီးတော့ကျမတို့ရဲ့ကုန်ပစ္စည်းကိုဝယ်မလားမဝယ်ဘူးလားဆိုတာကို ဆုံးဖြတ်ကြနေရှိရပေါ့နော်အဲ့တော့ဥပမာပေးရမယ်ဆိုလို့ရှိရင်အကယ်၍ဧည့်သည်တယောက်ကဟိုတယ်မှာတဲဖို့အတွက်ဟိုတယ် booking လုပ်တဲ့အခါမှာကိုကသူ့ကိုအကြာကြီးစောင့်ခိုင်းတာမျိုးတော့နောက်ပြီးတော့ booking လုပ်ရရဲ့အဆင်ဆင်ကြီးအများများတဲ့အခါမှာကြာသွားတတ်တဲ့အခါမှာနောက်ပြီးတော့သူတို့မေးတဲ့မေးခွန်းကိုကိုကဖုန်းပေါ်မှာအကြာကြီး on hold လုပ်ခိုင်းတာအကြာကြီးကန်ခိုင်းတာအရာကြီးအဲ့ဒီအရာတွေကိုဖြစ်စီရဲ့ဆိုလို့ရှိရင်ဒီအချက်တွေက เนาะကိုယ့်ရဲ့ဧည့်သည်ကဟိုတယ်မှာလာမတဲတာမျိုးဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့เนาะအဲ့တော့ဒါကစင်စင်စရာနံပါတ်1အချက်ပဲဖြစ်တယ်လို့နောက်နံပါတ်2အချက်ကတော့ဗာလဲဆိုရှင်ကျမတို့ကဒီ customer အသစ်တွေကိုเนาะဝန်ဆောင်မှုပေးရတာကပို့ပြီးတော့ခက်ခဲတယ်လက်ရှိเนาะ customer ကိုဝန်ဆောင်မှုပေးရတာတဲ့ဒါကြောင့်ကျမတို့ကလက်ရှိ customer တွေကိုဘာလုပ်ပေးတယ်လဲဆိုလို့ရှင်ကျမတို့က discount ပေးတာတို့နောက်ပြီးတော့အကယ်၍ကိုယ့်ရဲ့ hotel မှာလာတဲပြီးသွားပြီဆိုလို့ရှိရင်เนาะ hotel မှာမတဲတော့ပေမဲ့လေသူတို့ကို email နဲ့ပို့ပြီးတော့လာတဲသွားတဲ့အတွက်ကျေးဇူးတင်ကြောင်းဆိုရဲเนาะသူတို့ကိုအချိတ်ဆက်လေးတွေနောက်သူတို့နဲ့အငင်းဆက်သွယ်တဲ့ email တွေเนาะပို့တင်တယ်ပေါ့เนาะအဲ့လိုမျိုးလုပ်ချင်အားဖြင့်လက်ရှိ customer ကိုပို့ပြီးတော့မြဲမြံစေရဖြစ်တယ်ပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှိရင်တတိယစင်ကြရမယ့်ချက်ကပါလဲဆိုတော့ လူတိုင်းကသူကကောင်းမွန်တဲ့ဝန်ဆောင်မှုကိုလိုလားတဲ့သူတွေရှိလေဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့စိုးရိုးစကားတစ်ခုရှိတယ်လေ။ကျွန်တော်တို့ပြောလိုက်တဲ့အရာကလူတယောက်ရဲ့နော်လူတယောက်စီမှာတရက်တုံးမှုနှစ်ရက်ပဲခံတယ်။အဲ့ဒါကိုပြန်စင်စားဖို့။ဒါပေမဲ့ကျွန်တော်တို့ပြုလုပ်ပေးလိုက်တဲ့အရာသူတို့ကိုခံစားစေလိုက်တဲ့အရာအဲ့ဒီအရာကတတ်တတ်လုံးသူတို့မိမရအောင်ဆိုဖြစ်သွားနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ဝန်ဆောင်မှုပေးတဲ့အခါမှာဒီချက်ကလေးတွေကိုပါထည့်ပြီးတော့ စဉ်းစားတင်နေနော်ဟုတ်ပြီဒါဆိုရင်ဒီမှာလေးချက်မြောက်အနေနဲ့ကျမတို့ရဲ့နော်ဝန်ဆောင်မှုကောင်းတာမကောင်းဘူးဆိုတာကိုကျမတို့ရဲ့ customer service ကကျမတို့ feedback တောင်းကိုတောင်းရမယ်။ဘာကြောင့်လဲဆိုလို့ရှိရင် short feed ဆိုတာကအင်္ဂလိပ်လိုဆိုလို့ရှိရင်ကျွေးတာအစာကျွေးတာအော်အဲ့ဒီဟာကိုပြန်ပြီးတော့ကျမတို့ဆက်ဆက်ကြည့်မယ်ဆိုရင်ကျမတို့က customer service ကို ဘလို့ဝန်ဆောင်မှုတွေကိုကျမတို့ကပေးနေတယ်ဘလို့ကျူဘလို့ဝန်ဆောင်မှုတွေကိုကျွေးထားတယ်ဘလို့ဝန်ဆောင်မှုတွေကိုသူတို့ကိုတုံးစင်နေတယ်ဒါပေမဲ့ကျမတို့ရဲ့ customer တွေဘလို့အလိုလိုက်ထားလဲဒါမှမဟုတ်ကျမတို့ကစိုးရွားစေတဲ့အတွေ့အကြုံတွေကိုကျမတို့ကကျွေးထားတာသူတို့ကိုပေးတွေ့စင်နေလားဒါမှမဟုတ်ကျမတို့ကကျမတို့စီပြန်မလာတော့အောင်လုပ်ထားတဲ့အချက်တွေများရှိနေသလား အဲ့ဒီအရာကိုကျမတို့ပြန်ပြီးဖို့လိုတယ်။ဒါကြောင့် feed ရဲ့အနောက်မှာတွဲပါလာတဲ့ back ဆိုတာကပြန်လာတယ်ပြန်တည်နေဖို့လိုတယ်။အဲ့တော့အဲ့ back ဆိုတဲ့စကားလုံးကလည်း feedback ကိုပြည့်စုံစေတာဖြစ်တယ်။ဒါကြောင့်အဲ့ဒီတို့ရဲ့နော်အတန်နေကျမတို့ပြန်ကြားဖို့လိုတယ်ပြန်တည်နေဖို့လိုတယ်ကျမတို့စီပြန်လာဖို့လိုတယ်။ဒါမှလည်းကျမတို့ကဒီချက်ကောင်းမွန်တဲ့ product test ဝန်ဆောင်မှုတွေကိုကျမတို့ကပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့် customer ရှင်စီကလာတဲ့တုံ့ပြန်မှုကကျမတို့အလေးထားဖို့လိုတယ်တန်ဖိုးထားဖို့လိုအပ်ပါတယ်လို့ဟုတ်ပြီနော်အဲ့ဒါကတော့ number 4ချက်နေနဲ့အဲ့တော့ number 5အချက်စဉ်းစားစရာတော့ပါလေဆိုရင်ကျမတို့ဝန်ဆောင်မှုဆိုလို့ရှိရင်ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့မကောင်းတဲ့သတင်းကကောင်းတဲ့သတင်းချက်နော်ခြေဘူးရအဖြစ်မှာဆိုရင်နှစ်ဆပို့မှုပြန်ပြန်ပို့မှု ပြက်နှံ့နေရှိတယ်။ဟုတ်ပြီနော်။အဲ့တော့ဥပမာပြရမယ်ဆိုရင်ကျမတို့ဘလောက်ပဲရေမွေးဆွတ်ထားဆွတ်ထားကျမတို့ဘီလာမှာအမိုက်ကားဖြတ်သွားရေးဆိုလို့ရှိရင်အဲ့အမိုက်ကားအနံ့လွှမ်းသွားတာမျိုးချက်ချင်းနဲ့ရေမွေးအနံ့တော့မရှိတော့ဘူးပေါ့။အဲ့တော့ကျမပြောချင်တဲ့ဘောကကျမတို့ကဝန်ဆောင်မှုပေးတဲ့အခါမှာကျမတို့အရန်ကောင်းတဲ့ဝန်ဆောင်မှုပေးရတာကချိန်ဖန်များလာလို့ရှိရင်လေ တော့မကောင်းတဲ့အရာလေးတစ်ခုဝင်လာတာလေမကောင်းတဲ့ဝန်ဆောင်မှုဖြစ်သွားတာလေအဲ့ဒီကောင်းတဲ့ဝန်ဆောင်မှုတွေအလုံးလားတဲရဲ့ရေတုံးတဲ့အခြေအနေဖြစ်လာတယ်လေဒါကြောင့်ကျမတို့ရဲ့ဝန်ဆောင်မှုပေးခြင်းဟာလေအင်္ဂလိပ်လိုဆိုရင် consistent ပြောချင်တာကတတ်တတ်မှတ်တဲ့အမြဲတမ်းရှိနေဖို့လိုတယ်ဟုတ်ပြီနော်အဲ့ချက်ကိုလည်းဆက်လက်ဆင်ခြင်ဖို့ဖြစ်တယ်လို့ဟုတ်ပြီကျမတို့ဒီနောက်ဆုံးအချက်နောက်ဆုံးအချက်ပြင်လေလေဒီဟာကကျမတို့လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်ဘယ် organization နဲ့ဖြစ်ဖြစ် အင်္ဂလဘအရေးကြီးတဲ့ချက်ဖြစ်တယ်။အဲ့ဒါကဝန်ဆောင်မှုကိုလည်းတကယ်ကိုထိတ်ကိုရောက်စေတဲ့အချက်တစ်ခုတည်းမှလည်းပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျမတို့စီကိုရောက်လာတဲ့ customer service ရဲ့ email တွေကိုကျမတို့နှင်းမြန်စွာပြန်ဖို့ဖြစ်ပါတယ်။အဲ့လိုပြောလို့ကိုဘာမှမသိသေးရင်ချက်ချင်းပြန်လိုက်တာမျိုးကျမပြောတာမဟုတ်ပါဘူး။ကျမတို့ဒီကိုကကိုယ့်ရဲ့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးကိုကအချိန်တစ်ခုထားရမှာဖြစ်တယ်။ဥမာဒီဖြစ်နိုင်ရင်6နာရီအတွင်းပြန်ပို့လို့ရတယ်။အကြိမ်မပြန်နိုင်ဘူးဆိုရင်တော့မသူ့ရဲ့ email ကိုရချောင်းဆိုတာကိုတော့သူ့ကိုအသိမှတ်ပြုရမယ် acknowledge လုပ်ရမှာဖြစ်တယ်။အဲ့တော့ကျမတို့အဲ့လိုမျိုးသူ့ကို24နာရီအတွင်း6နာရီအတွင်းပြန်ချင်းအားဖြင့်ကျမတို့ကကျမတို့ရဲ့ customer service ကျမတို့ကအလေးထားတယ်အလေးပေးတယ်လေးစားတယ်ဆိုတာကို ဖြစ်เสียရဖြစ်တယ်အဲ့တော့ကျမတို့လေးစားတဲ့အရာကကျမတို့ကိုလည်းပြန်ပြီးတော့လေးစားတာဖြစ်တယ်ကျမတို့လေးစားတဲ့အရာတွေကျမတို့တမိုးထားတဲ့အရာကလည်းကျမတို့ကိုငွေကြီးတွေကိုပြန်လဲပေးအပ်တာဖြစ်တယ်ပေးရဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်အခုပြောသွားရဲ့အချက်ဒီအားလုံးကတင်းရဲ့အခုဝန်ဆောင်မှုလုပ်ရဲ့တင်းရဲ့လုပ်ငန်းအတွက်အကျိုးရှိလဲလို့ကျွန်မယုံကြည်ပါတယ်လို့ เนาะအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့သူတိုင်းလုပ်ငန်းမှာအောင်မြင်ကြပါစေကျေးဇူးတင်ပါတယ်